ီနေ့ရဲဘော်တယောက်ရှဲထားတာကိုဖတ်မိတယ်။စံဝေကလည်းရတယ်၊သင်ခန်းစာလည်းရတယ်။ပြန်လဲ sharing လုပ်ခြင်းဖြစ်ပါတယ်။ကျွန်တော်တော့ခုတော့တော့ထဲမှာ community အဝါဒအကူကြီးတယောက်ကိုတွေ့တယ်။ community အဝါဒအကူကြီးကသူ့မုတ်ကိုဖွက်ထားတယ်။ဒီစကလုံးလေးဟာတူတူလေးပဲ။ဒါပေမဲ့အရန်အနှစ်အတိတ်ပဲနဲ့ပြည့်စုံပါတယ်။ဘာဖြစ်လို့လဲဆိုတော့ community ဝါဒဆိုတာက ဘုံဝါရစနစ်ဖြစ်တယ်ညဝေသုံးဆွဲခြင်းကိုအခြေခံတယ်ပေါ့နော်ညဝေသုံးဆွဲခြင်းတန်းသူညီမြခြင်းဘုံဝါရကိုအခြေခံတယ်ပေါ့နော်အဲ့တော့ဘုံဝါရကိုအခြေခံတဲ့ community ကိုကြီးကသူ့မှာရှိတဲ့မုတ်ကလေးကိုတော့ဖွက်ထားတယ်တဲ့အဲ့ဒီဟာစကလုံးကတော်တော်လေးနဲ့တော်တော်လေးကိုလူလောကရဲ့ဖြစ်ပျမှုတွေကိုမိမောင်းထိုးပြရတယ်ပေါ့ကျွန်တော်တို့တော်လိုင်းရေးมาလဲ community အကိုကြီးတွေကမုတ်ကို ဖွက်ထားတာလေးတွေရှိလားဗျာ 不回家了。